မြန်မာနိုင်ငံစီးပွားရေးလောကထဲမှာလူသိများတဲ့စီးပွားရေးလုပ်ငန်းရှင်အေဒီဦးချစ်ခိုင်ကသူ့ပိုင်တဲ့ဘဏ်ကနေတနုပြူမျိုးနယ်တဲကလယ်သမားတွေကိုအခုလထဲမှာငွေစချေးပေးလိုက်ပါပြီ။ဒါဟာပုဂ္ဂလိကဘဏ်တွေထဲမှာပထမဆုံးငွေချေးပေးတာဖြစ်ပြီးနောက်ထပ်လည်းမြန်မာနိုင်ငံကတခြားမျိုးနယ်တွေမှာလည်းစမ်းသပ်လုပ်ကင်သွားမယ်လို့သိရပါပါတယ်။မြစီမသတင်းတော့ကိုအောင်သူရကသတင်းရယူပေးထားပါတယ်ရှင်။ ဒီဒေတာတဝိုက်မှာရှိတဲ့လေယာမြေတော်တော်များများကစီးပွားရေးလုပ်ငန်းရှင်ဦးချစ်ခိုင်နဲ့မကင်းကြပါဘူးစိုက်ပျိုးစီးပေးတာတွေမျိုးစဘာပေးတာတွေကိုသူပိုင်တဲ့ကုမ္ပဏီကနေနှစ်စင်ထောက်ပံ့ပေးနေတာတွေရှိပါတယ်ဒီအတွက်လည်းကုမ္ပဏီအနေနဲ့အကျိုးမြတ်တစုံတရာမရတဲ့အပြင်အရှုံးခံပေးနေရတယ်လို့တော့ဦးချစ်ခိုင်ကပြောဆိုမှုပါတယ်ကျိုးမြတ်နဲ့လည်းတောင်းချင်တယ်ဆမာတိုက်ချင်လို့ဆိုတော့ဒီလိုပါပဲဒီနေ့ဒီလိုဆိုရှုံးတယ်ပဲတော်တယ် ဒီနေ့မှာတော့ဓနိပြည်မြို့နယ်ကလေသမားတွေတော်တော်လေးကိုစစ်လို့ရှာနေကြမယ်လို့ထင်ပါတယ်။လေယာဉ်မြေတွေအတွင်းကလေသမားတွေကိုအကုန်လုံးလို့လို့တွေ့မြင်နေရတယ်လို့လည်းပြောလို့ရပါတယ်။ ဒီနေ့ကတော့မြန်မာနိုင်ငံကတောင်လယ်သမားတွေအထူးသဖြင့် Every Time ဒေတာကြီးဒနုပြည်မျိုးနယ်အတွင်းမှာရှိတဲ့တောင်လယ်သမားတွေအတွက်ဒီအထူးမျိုးလင်းရတဲ့နေ့ပါဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်အနောက်မှာဆိုရင်ဒီတောင်လယ်သမားတွေအတွက်ကိုဒီစိုက်ပျိုးစိတ်ချင်းဝေးနှစ်လက်ချင်းဝေးလို့ခေါ်ပါတယ်အဲ့ချင်းဝေးကိုထုတ်ပေးတဲ့နေ့ဖြစ်ပါတယ်ဒါပုဂ္ဂလိကဘဏ်တစ်ခုဖြစ်တဲ့မြန်မာရှေ့ဆောင်ဘဏ်ကနေပြီးတော့ဒီမြန်မာနိုင်ငံစံစဘာအဖွဲ့ချုပ်နဲ့ပူးပေါင်းပြီးတော့ဒါပမောက်စုကျင့်ထုတ်ချေးပေးတာပါအချိန်ကာလကတော့၃နှစ်အတွင်းမှာပြန်ပေးရမယ်လို့ဟိုသိရပါတယ်ခင်ဗျဦးချစ်ခင်ကတော့သူပြောထားခဲ့မှုတဲ့အရှုံးတွေကြားတဲ့ကပဲ နောက်ထပ်ခြေလန်းတလန်းကိုထပ်တိုးလိုက်တာပါဒီအတွက်လေလေသမားတွေကသူတို့ပိုင်ဆိုင်တဲ့လေယာဉ်မြေတွေကိုဘန်မာအမခံထားရမှာလဲဖြစ်တယ်လို့ထွက်ရှိလာတဲ့စပားတွေကိုလည်းဥချစ်ခိုင်ပိုင်ဆိုင်တဲ့ကစ္စနာကျွန်းသာကုမ္ပဏီကနေအမခံစနစ်နဲ့ပြန်လည်ဝယ်ယူသွားမှာလဲဖြစ်ပါတယ်ဒီအတွက်တိကျခိုင်ပါတဲ့လေယာဉ်မြေပိုင်ဆိုင်မှုစာချုပ်တွေသူစီမှာရှိနေပြီဖြစ်ပါတယ်အခုလိုလဲသူကလည်းကြီးတယ်သူကိုယ်တိုင်လည်းတဲ့င်းကို46ပေါင်နဲ့ဝယ်ယူတဲ့အခါမျိုးကြတော့အားလုံးက ဆင်းပြေးနေတာဓနုပြူမြို့နယ်တဲကစိုက်ပျိုးမြေတချို့ကိုစက်မှုလေယာဉ်အဖြစ်ပြုပြင်နေတာဖြစ်ပါတယ်ဒါဟာအခုနှစ်ပိုင်းတဲကမှဒေတာအခြေဆိုင်စံစဘာအထုပြုကုမ္ပဏီတခုကဥဆောင်ပြီးလုပ်ကင်နေတာဖြစ်ပြီးလေအေကတထောင်လောက်ပါဝင်လာမှာပါဒီကောင်ကတော့သူတို့တိုက်ပြီးလို့ရှိရင်လည်းသူတို့သူတို့ဒီကိုကိုယ်ကလည်းပြန်သွင်းရပါဒီကလားအဲ့ဒါပဲလုပ်တာအဲ့ဒါပဲတွေ့ ဈေးကွက်ကိုအချိန်မီရောက်အောင်ပို့ပေးနိုင်မှုလိုတဲ့အခါမှာဒီလိုလမ်းလို့မြောင်းလို့ဟောရေသွင်းရေတုပ်စနစ်တို့လှုပ်ဖို့အတွက်လေသမားတွေမှာအခက်အခဲရှိတယ်။အဲ့လိုအခက်အခဲရှိတဲ့အခါမှာသူတို့ပိုင်ဆိုင်တဲ့ပုံစံခွနစ်ကိုအမကန်ပြစ်ထားပြီးတော့ဒါကိုဘန်းနေပြီးတော့နှစ်လက်ချင်းကိုသုံးနှစ်ပေါ့သုံးလက်သုံးနှစ်နှစ်လက်ချင်းကိုချိပေးတဲ့အခါမှာသူစက်မှုလေယာမြေဖြစ်ပေါ်ထုံနိုင်တဲ့ဂုံထုံလမ်းတွေလုံနိုင်တဲ့ရေသွင်းရေထုပ်စနစ်တွေလုံနိုင်တဲ့ဆွဲခါမှာအထွက်နှုံးလည်းကောင်းလာတယ်ဝင်ငွေလည်းတိုးလာတယ် အဲတောင်သူတော်တော်များများကတော့ဒီစာပြိုးစည်းချင်းဝင်ရရှိတဲ့ပုံမှာကြိုးစားပါတယ်ပုဂ္ဂလိကခန့်ကဏအနေနဲ့လည်းသူတို့အသက်ရှူပေါက်ရဖို့အတွက်ကိုအဲနောက်ထပ်ဒီဒီမြက်တပင်အနေနဲ့တော့သူတို့ယုံကြည်နေပါတယ်ဒါပေမဲ့မျောလင်းလို့မရတဲ့ရာသီဥတုအခြေအနေတွေနဲ့တခြားပစ္စည်းဆုံးရှုံးမှုတွေရှိလာရင်တော့သူတို့မှာအကျွေးတွေကိုပြန်လည်ပြစ်ဆက်ဖို့အတွက်အခက်အခဲတော့ရှိနေပါတယ်ကျွန်တော်အောင်သူရပါမြန်မာပြည်မှာတန်ကြားအတွက်မီဆီမာမီဒီယာကနေသတင်းပေးပို့တာဖြစ်ပါတယ်